အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ mini cinema channel ကနေကြိုဆိုလိုက်ပါရစေပရိသတ်တွေအတွက်ဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေရလည်းဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနင်းနူရှင်အင်ဝါရေးသားထားတဲ့ပြုံးရွေလေကတော့ခံတော်မူပါရည်ရွယ်လေကတော့ခံတော်မူပါဆိုတဲ့ဇလန်းဝတ္ထုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထန်ခုတ်ဝါကောင်လဆန်း14ရက်ဇလန်းရလားရဲ့ပြေဝန်းစားလာရောက်ဟာဆိုရင်တုံပြုံရွာပြင်ဇရက်ပြကြီးပေါ့ဖြာကြလင်းလက်စီရဲ့ဆိုပေမဲ့ တဲ့ပင်အောက်ကမှောက်ခိုးနေသူနှစ်ဦးစီတော့ရအောင်မသွားနိုင်ခဲ့ပါဘူး။ပန်းညွလဲလေးကိုတော့မင်းမယာဆုပ်ကင်ထားတယ်။ပျောက်ကြီးပျောက်ကြားလိုက်ရအောင်မှာပန်းညွလဲပင်ကပိုးပွားလေးကတစ်ချက်တစ်ချက်ရဲကနေလက်လွတ်သွားတယ်။သူသိကြိုက်ရှာတာပဲ။သူဒါမျိုးတစ်ခါမှမရှာခဲ့ဘူးဘူးတဲ့။ဒီထိုင်သားလေးကိုစောင့်ထားရင်ပန်းညွကိုပတ်စံနေအများကြီးရမှာပေါ့နော်။ဒါပေါ့စီးပွားဖြစ်တယ်ပေါ့စီးပွားကြီးကောင်းနေပေါ့။ဟမ်ပန်းညွတို့မှစီးပွားကြီးမှမရှိပဲ။ မင်းမင်းရိလိုက်ပါတယ်။ပန်းညိုတို့တချင်းဆိုတာစီပွားရေးပဲလေပန်းညိုရဲ့။ပန်းညိုဟာသူ့လက်ကလေးနဲ့သူ့လက်ကလေးရဲ့စောက်ကင်ထားတဲ့ထိန်သားလက်တစ်စက်လေးကိုလိုက်အောင်မှထောင်ကြည့်လိုက်ပါတယ်။လိုက်အောင်အရှိန်မှထောင်ကြည့်ပြန်ပါတယ်။မနစ်ကထိန်ခိုးတောင်တော့ပန်းညိုတို့မြင်မှုတယ်။အဝေးကြီးရကြီးရတာပါ။လူရရတအားဝင်လူကြတာပဲနော်။ဓာရိုက်နဲ့ရန်နေအောင်ဝင်လို့ကြတာပဲ။အခုအကိုလေလူတွေတည်းကနေဝင်လို့လာလိုက် အကိုတို့ကလူစရာမလိုပါဘူးနှဲ့အုံမင်းခုတ်ယူပြီးရဲ့နှဲ့အုံမင်းကခုတ်ယူလာပြီးတော့အရှင်နှစ်ပေါင်းဆက်တဲ့ထိန်ကိုင်းနေစုံလိုက်တာဒီထိန်သားကိုလူတွေကပိုတော့လူကျင်သေးတယ်ပိုပြီးစီးပွားဖြစ်တယ်တဲ့ဘာဖြစ်လို့ထိန်ခုတ်ဘာဖြစ်လို့ထိန်ခုတ်ရလဲယောအခုအရှင်နှစ်ပါးရဲ့ပိုတော့အနွယ်ထာမင်းနဲ့အနွယ်ထာမင်းကထိန်ပင်ဆောင်မှာရှိရဲ့ထိန်ပင်ဆောင်နဲ့ရှိရဲ့ထိန်ပင်တပင်ကိုခုတ်ပြလိုက်မြဲဒါကိုထိန်ပင်ဆောင်နဲ့ကမကျင်းနဲ့ဖဲနဲ့ ရဲမဆောင်ပြီးတော့အနော်ထာမင်းကိုခတ်တော့အနော်ထာမင်းနဲ့ဟာဆန်ရောတဲ့အဲဒါကြောင့်မေဘိုးရီနဲ့မြီးရီကထိမ်ပေုံမြင်စိတ်နာတယ်ထိမ်ပေုံမုန်းတယ်အဲဒါကြောင့်ပွဲတော်မှာထိန်ကုတ်တဲ့နီးဆိုတာတတ်မှတ်ပြီးတော့အဲ့ဒီကြိုင်နန်းတော်ပက်လင်မှာထိန်ပင်းဆိုပြီးတော့ထိန်ကန်ကြီးဒီစိုက်ပေးရတယ်အဲ့ဒါကိုနတ်အုံမင်းကနတ်ဝင်ပြီးတော့အကုန်အပိုင်းပိုင်းအတိတ်ခုတ်ရတယ်ခုတ်ပြီးသားထိန်ကန်ကိုလည်းနတ်အုံမင်းကအရှင်နှပေါင်းဆက်တာရတယ်နတ်အုံမင်းထိန်ခုတ်ပြီးရဲ့အချိန်မှာဝင်လူကြလို့ဓာတ်နေရမ်းမိလဲအပြစ်မရှိဘူး လူတွေကတော့မကြောက်ကြပါဘူးစီးပွားရေးကောင်းတယ်ဆိုပြီးအတင်းဝင်လို့ကြတာပဲဟုတ်တယ်နော် ကြောက်စရာကြီးပန်းညူဟာလေဘင်းပေါ်ဝါလေးကိုဆွဲဖြုတ်လိုက်ပြီးတော့ပေါ်ဝါစုံးမှာထိန်သားလေးကိုဂရုတစိုက်ချိလိုက်ပါတယ်ပြီးတော့ပေါ်ဝါလေးကိုလေဘင်းမှာတေချာချိပြန်ပါတယ်သူ့မှာကစားကြရလေးတစ်ခုရတော့တိတ်တဘောကြနေရပဲဟိုအရှုံးမကြီးပြောတာကြိုင်းသူဘလို့နေမလဲသူ့ပေါ်ဝါနဲ့ပန်းညူနဲ့မတူဘူးတဲ့မတန်ဘူးတဲ့သူ့ရဲ့ခင်မရှိရတဲ့ဟိုရှိပုံဝင်တဲ့နေရာပေါ်ဝါဟာဆိုရင် ပန်းညိုသားနဲ့ထိလို့တနသွားပြီရဲ့ပြောလိုက်ဆိုလိုက်တာရုံထူညာတော့ဘောင်းဆောင်ကြီးဥပစီရဲ့အစဲဆုံမျိုးစုံနဲ့ပြပြန်သလားဦးမမီးနဲ့မမင်းမှာအယုဒ္ဓရုတ်တရုတ်တာတွေအညွတ်အချွဲတွေအဟဲအောက်တိန်နဲ့နီးမျိုးစုံစုံယုံအရှုံးမကြုံညံအောင်လှုပ်လိုက်ရတာရောလို့ရတာပေါ့ဘာဖြစ်တယ်လဲပေါ့ကောင်မလေးကတနာစရာလည်းမလို့တချင်းဆိုကောင်လို့ပတ်စံပေးရထမင်းဟင်းပေးရဒီစီချင်းဆိုရဲ့တထင်းမကြီးတက်တာအောက်ထုတ်ထက်ထားတဲ့ အဟောင်းအမင်းပေါ်ကလေးတထည့်ပေးရဘာဖြစ်လဲပေါ့ကောင်မလေးကိုကြိုက်ဖို့လည်းမဟုတ်ဘူးချစ်ဖို့လည်းမဟုတ်ဘူးမိုံချင်နေပေါ့တကယ်တော့မင်းမင်းဖြီးလုံးတွေကိုအရှုံးမကြီးကတိတ်တော့ရုံမှမတူပါဘူးမင်းမင်းလည်းသိရင်ဒါပေမဲ့အဲ့ဒီညတညလုံးဘယ်မှမထွက်ပဲနေလိုက်ပြီးတော့ဒီနေ့တနေ့လုံးလည်းအိမ်မှာကုန်နေလိုက်တော့သူကြည်သွားပြီကြည်သွားပြီဆိုပေမဲ့မင်းမုံလုံးဝအလစ်မပေးသေးဘူးဒါပေမဲ့ညဘက်အောင်းနှံတပွဲတပွဲပြရနဲ့အဲ့ဒီရှုံနေရောဘာဖြစ်လို့ဒီအောက်ကိုထွက်လာမိခဲ့ရလဲ ရှုံမကြီးကအောင်နှံတက်ပေါ်ရာကိုကြော့အရှိန်နဲ့မူးနေရပဲလေမူးရင်တော့အိတ်တက်တယ်သူအိတ်ပြော်သွားပါစီဒီနေ့နေ့ကလေးအကိုရောဖတ်တော့မရောက်တော့ကနာဒေးတကွာလူရတချင်းနဲ့အများကြီးဆိုခိုင်းနေလို့ပတ်စံနေလည်းအများကြီးပေးထမင်းဟင်းနေလည်းပေးပတ်စံနေအများကြီးရတော့အကိုစီမလာတော့ဘောလီမဟုတ်ပါဘူးမနေ့ကအကိုပဲပြောပြီးတော့နောင်နေ့အကိုရောပဲမလာခဲ့နေဆုံးအကိုရဲ့အကိုနဂရော်ကြီးကသူနှုတ်ဝင်နေတော့ တချင်းလာဆိုရင်မကြိုက်ဘူးဆိုအေးပါအေးပါဟုတ်ပါတယ်သိတနာဖို့ကောင်းတာပဲဟောဒီကောင်မလေးကိုတနာတနာစရာအပြစ်ကင်းတဲ့ခလေးမလို့မင်းမင်းညှိမိရပါငကတော်လုံးရတာကောင်းတယ်နော်အကူဘာရဲ့ငကတော်လုံးရတာကောင်းတယ်လို့ပန်းညွာလေးငကတော်ဖြစ်ချင်တာဟောဗျာဒီကောင်မလေးကဘလို့ကောင်မလေးလဲဟုတ်တယ်ငကတော်ဆိုတာတနာခါချီဆောင်ခေါင်းဆောင်နေပြီး စိန်လေးနဲ့နေရတာဘာမှပင်ပင်မမတ်ဘူးမလုပ်ရအောင်ပန်းညိုတော့ကြာနဲ့တရားမကောက်ဘူးနော်ဘက်ဆံမရှိလို့လားမသိဘူးဟုတ်လားမဟုတ်ပါဘူးကွာဟုတ်ပါတယ်ထောဒီတောင်ပြုံရွာတွေကနွားနုထမင်းရောက်နေအမကြီးတယောက်ကလည်းပြောတယ်သူလည်းနေကတော့ဖြစ်ချင်တာတဲ့နုထမင်းမရောက်ချင်နဲ့ဒါပေမဲ့နဲ့တရားသူတို့ကြောင့်မကောက်ဘူးတဲ့နဲ့တရားရဝီရလူတွေပဲမရပါတဲ့ဘာရီလျှောက်ပြောနေလဲ ီကောင်မလေးပန်းညူကဘာရီလျှောက်ပြောနေလဲဒီကောင်မလေးပန်းညူကအတန်တတူလေးနဲ့ယူပြီးတော့မမေရဲ့ပခုံးပေါ့နှွှဲမိလိုက်တယ်မနှက်ပြက်တည့်ရပြင်ပွက်ပြီပြီနော်อืมအကိုရောဘယ်လိုပြန်မလဲပန်းညူရောနောက်နေ့ကျမှ အကိုလာမယ်ပန်းညူကမမေစီရဆက်ခနေမောင်ရိတ်ထဲမှာမမေမျက်နှာမရှုံးသလိုကြည့်လိုက်ပါတယ်ပန်းညူနဲ့အကိုအတူတူနေမှလာရင်တနာကြီးကောင်မလေးရဲ့ ပန်းညိုလက်ကလေးကိုတနာစွာနဲ့ဆုပ်ခိုက်ထားပါရယ်။ဟမ်ပန်းညိုအကုံနဲ့အတူတူနေရမှာလား။နေရမှာပေါ့ပန်းညိုနဲ့အကုံနဲ့အတူတူနေရမှာပေါ့။ဒီစကားတွေကိုဘာဖြစ်လို့ပြောမိသွားလဲဆိုတာကိုကိုကလည်းမသိရောပါဘူး။ပန်းညိုရယ်ဝင်ခင်ရရင်ဒီစကားတွေပြောဖို့ရည်ရွယ်ချက် ကို့မှာတကယ်မရှိခဲ့ပါဘူး။အကုံကိုချက်တယ်။ယူသားလိုက်လဲနေတဲ့အတန်ကိုရှက်မိပါရဲ့ပန်းညိုရယ်။မယူသားနိုင်တဲ့ကို့ပေါ့လေဝမ်းနေမိပါရဲ့။ ပန်းညိုလက်ကလေးတို့ညင်ညင်သာသာနဲ့နန်းရှာလိုက်တော့တယ်။နန်းရှာတဲ့ခဏမှာပဲ။ဟေးမင်းမ။လမ်းရောက်နေတဲ့တရွက်ကလေးတောင်ထိလက်တုန်ခါသွားစေတဲ့အသံပန်းညိုရဲ့လက်ကလေးကိုမင်းမင်းလှုပ်ချမိလိုက်တယ်။ဟေးမင်းမ။ဘယ်မှာလဲ။ထွက်ခဲ့စမ်း။သူလိုက်လာပြီ။နောက်ဆုံးတော့မင်းမင်းရဲ့ဘွားကိုအစွမ်းကုန်ချိန်မှဖျက်ဆီးပြဖို့ထွက်သူလိုက်လာခဲ့ပြီ။မင်းမောင်ငါခေါ်နေအောင်နေမကြောက်လား။သူကြွေးရစာ သူပေးတာယူသူခိုင်းတာလို့ သူပြူရနူရတဲ့ငားရတဲ့ငွေဝဲကြော်တယောက်အနေနဲ့သူ့ရဲ့အမိန့်ကိုနားခံရတော့မလားဟဲ့ဒီလောက်အော်နေရအောင်နေမအရှက်မရှိဘူးလားအရှက်နေလားကြည်လားဟွန်းထွက်ခဲ့သူများလည်းခိုးနေရဟိုမိမနဲ့ဘဲเจ้าမအိတ်နေလေဘုံကနေမင်းမမတက်ရလိုက်တော့တယ်တဆက်ဆက်တုံရင်ကြီးရဲ့ပန်းကိုအသာတုံးဖိလိုက်တဲ့ဆိုပေမဲ့ကောင်မလေးကမမရဲ့လက်ကိုအတင်းဆွဲထားတယ်အကူအကူကနှက်ခတော်ကြီးရဲ့ မပီမသတယုသေးတဲ့ထလာတဲ့အတန်တတိုးလေးကမမေခန္ဓာကိုယ်ရဲ့ကြောင်မက်ဖွေရစိတ်ဝင်သွားခဲ့ပါတယ်။ဟေးမေးမောင်သွားတော့ပန်းညသွားတော့မောင်ရဲ့ထရကနေမေမေထွက်လိုက်တယ်။ဇေယျပြက်ကြီးပေါ်ကလူနန်းပိုင်လေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။အရက်ကတို့ရေယောက်ျားကြီးတံမဲ့မိတ်ကတေးလေးနှကန်းနေဆိုပြော့ပင်ပင်ပမ်းပမ်းရှာဖွေထားတဲ့ထမင်းကိုလေအရှက်မကြီးစားသေးတယ်။ကြက်ဖလားတွေကပတ်စံနေနှိုက်ပြော့လေမိမိုင်နေအလီလိုက်ချင်သေးတယ်။ စဉ်းစားလေကြည့်ကြပါဦးအရှက်ခွဲချင်းဆွဲပညာမှာတော့တပတ်ကန်ခက်အောင်တက်မြောက်လာတဲ့ဒီစီချင်းရဲ့မိတ်ကမဖြစ်ရသေးတဲ့ဒေါသညံ့တာကြီးကိုလိုင်အောင်ကစလိုက်မီထိုးပေးလိုက်တယ်လို့ပါပဲဇတုံးပြေစာမပြေးသေးတဲ့စပင်းကြီးကထိုးထိုးထောက်ထောက်ခါတော့အင်ကြီးငွေစာဖြင့်ပေါ်ကပလဲပတိအရှိကြီးကလည်းတရင်ရရနဲ့ညတော်တူတယ်မဖြုံးရသေးတဲ့ညလုံးအစွမ်းကပြူးကျည်ပြီးတော့ဝင်လာတောက်ပါနေရဲ့ဟဲ့ထွက်ခဲ့ဆိုတော့မထွက်သေးဘူးလားအစင်မရှိရဲ့မိမနဲ့နေတော့မယ်ဆိုရင် ငါဆင်ထားတဲ့ပစ္စည်းတွေချုပ်အကုန်ချုပ်ပေးလိုက်မင်းမခမရပါဇက်ကိုပိတ်ထားစမ်းရုတ်တရက်လက်ကိုဆောင်းဆွဲတာဒေစီချင်းခံလိုက်ရပါတယ်ဇော်နဲ့မျက်စိအားမှုန်မှုန်နဲ့မမင်းအနာရောက်လာမမြင်လိုက်ဘူးခမရပါဇက်မပိတ်ထားကြုတ်ထိုးမှာတော့ဟမ်နေရလားငါ့ကိုထိကြည့်စမ်းငါပါဇက်နဲ့ငါပိတ်ချင်မှပိတ်မယ်ကဲအော်ရဲဟဲ့အော်ရဲဟောလီမအရက်မမေကဒေစီချင်းရဲ့ပါဇက်ကိုပိတ်ပြစ်လိုက်ပါတယ် ပြီးတော့လက်တရုပ်ချုပ်ပြီးတော့အတင်းဆွဲထုတ်လာပြီးတော့တရွတ်တိုက်လာပါတယ်။တအားမောနေတဲ့ဒီစီချင်းရဲ့အသက်ရှူတံပြင်းပြင်းနဲ့အတူဇရက်ပေါ်ကနာကျင်နေတဲ့ရှိုက်တန်လေးကမင်းမင်းနောက်ကိုလိုက်ပါလာပါတယ်။အရှက်တွေတောတာတွေနာကျင်နိုင်တဲ့တတိလက်လွတ်ဖြစ်နေတဲ့မင်းမင်းရဲ့လက်တွေကမင်းမရှာချို့ဘလောင်များမှညာမတဆွဲခဲ့တယ်ဆိုတာမသိပါဘူး။အိမ်ပေါ်ရောက်တော့60တွင်မင်းမရှာမကြီးပုံလဲကျသွားခဲ့တယ်။နူးနယ်လာတဲ့မင်းမအသားကြီးကိုပိုင်ဆိုင်ထားတဲ့ဂျင်းစပုံးမကြီးရဲ့လက်ကွက်ဝတ်တီနေရပုံပဲ့နေပြီးတော့ ဘခုံကငွေစာဖြင့်အင်ကြီးရလဲစုပ်ပြဲလို့စပိန်နေဦးရီလဲကျင်းနေတယ်လို့ပဲဖះဖះသူ့စပိန်နေကိုရောဆွဲခေါ်ခဲ့ရလားလက်တချောင်းလုံးဘာမှမတိမတိတော့ပါဘူးမောလုံးလို့အသက်ကိုမနှဲရှုပ်ပြီးပါလာခဲ့ရတာရေရေငါ့ကိုရေတိုက်ကြပါကိုဘစီကိုချက်တဲ့တစ္ဆာရှိလူမကြီးအဖုံကြီးရပဲရေခွက်လေးနဲ့ရောက်လာတယ်သူကတော့တစ်ချက်လေးမှလှည့်မကြည့်ခဲ့ပါဘူးအန်တကြဲကြဲလက်သေးတစ်ပြင်းပြင်းနဲ့မောလိုက်တာ ငါတိတ်လိုက်မယ်ထင်တယ်ငါ့ဟုတ်တတ်တာငါ့ဟုတ်တည်အောင်တတ်တာမင်းမြအုံငနဲ့လှည့်ကြည့်လိုက်ပါတယ်ခမရအကျုပ်ရှက်ကိုခွဲကျုပ်ဘွားကိုပြအောင်လှုပ်တာနဲ့အားမရသေးဘူးပေါ့လေကျုပ်ကိုထောင်ထဲမှာထည့်ချင်သေးရပေါ့ဟုတ်လားအေးလေဒါဆမ်းမှမဆမ်းမအောင်ခမရတို့မင်းမရှာရအကျင့်မယ်လူချင်းချက်အောင်နေမလို့ရင်ထောင်ထဲပေါ့ခမရလှုပ်နေကြခမရလှုပ်နေကြတဲ့လူတဲ့အချိန်ဒီမှာလူချင်းတို့လုံးမယ်မလို့တော့ဆိုရင်တော့ပစ္စည်းခိုးတယ် တိတ်ချောင်းကြံနေဆိုပြီးထောင်နေပို့။အိုးနေရမင်းမရှိုက်အကြောင်းတော်တော်တိရပေါ့။ဂျင်းစိုးမှာကျဲစိတ်တဲ့နဲ့မင်းမရှိုက်မိုက်လူလဲပြီးချထိုင်လိုက်တယ်။နေပေါ့မင်းမရှိုက်ရင်မိုက်မကောင်းဆိုရင်နေရဘာဖြစ်လို့မင်းမရှိုက်နဲ့နေခဲ့ရလဲ။မနေနဲ့ပေါ့။မနေလို့ရတာပဲ။ကျုံမသိညာနေခဲ့ရလေ။တဲ့အချင်းအားစားပြီးမနေချင်တာကြားလာပြီ။အော်ဒီလိုဆိုအခုမနေတော့ဘူးပေါ့။ အစီစာအသားမျိုးလိုလဲဝါပြီပေါ့တတ်ကြအိုကြီးရဲ့ရင်ဝအောင်ကန်ဖြစ်ပြီးတော့နူနူထွထွဆက်ချောင်းနယ်လေးနဲ့သွားနေရုံပဲပေါ့ဟုတ်တယ်ကြုံမိမှယူရုံပဲအိမ်တော်ပြုရုံပဲသူတခါမှမကြောက်ခဲ့ဘူးတဲ့မိမိရဲ့ပြတ်သားတဲ့အတန်ကြောင်ပြီးနားထောင်ပြီးရဂျင်းစဖို့မှကျဲပါပြင်ဘွားမျက်ရည်တလေးလေးကြာလာခဲ့ပါတယ်မယူရအောင်နင်မယူရအောင်ငါ့ဝယ်ချရမှာနင်ငါ့မချက်တော်ဘူးလား ယူတီမမေရဲ့နောက်ကျုပ်ဒေစီချင်းကရှောက်ကြီးတင်းနေနဲ့တိမ်ဖက်လိုက်ပါတယ်။နေုံကမခွဲနိုင်ဘူး။နေသွားရင်ငါအသိမှာပဲ။နောက်နေတတတပြစ်ခဲစမ်းမှာ။ဖဲစမ်းမှာဒါမျိုးတွေကြုတ်လာမလို့နဲ့။မိတ်ကအနီရဲ့အပြားရဲ့အနက်တိန်နဲ့မျက်ရည်နဲ့ရောနော်လိန်ကျန်နေတဲ့အရှူမကြီးဂျင်းစပွင့်ရဲ့မျက်နှာမမေကကြည့်လိုက်ပါတယ်။ခမည်းကကြုတ်ကိုချစ်တယ်ဆိုတော့အလက်ကားပါ။ကျုပ်ဘက်ကနေပြီးတော့ခမည်းဘယ်တော့များစဉ်းစားဘူးလဲ။ခမည်းဘက်ကပဲခမည်းစဉ်းစားတာ။ဒီမှာ ခင်ဗျားတို့မင်းမရှာရင်ဆိုတော့လေလူတွေကဘလို့သဘောထားလဲရိုးရှာကြတယ်ဆက်ဆုပ်ကြတယ်မင်းမရှာရင်ရှောင်ကျဉ်ကွေးကြတယ်ဘသူမှလိုလားကျင်တာမဟုတ်ဆွေမျိုးတွေကတော့မကြည့်ဘူးဒါတွေကိုသိရနေမြားအဲ့ဒီမင်းမရှာနဲ့တွဲရှောင်းဝင်တဲ့ကြောက်ရက်တက်တီကိုကြောက်ဘလို့မွေးထားရတယ်ထင်လဲခင်ဗျားအော်တယ်လို့ပဲကြောက်ကမင်းမရှာထမိန်တာခိုးစားနေရကောင်မဟုတ်ပါတယ်ဒါပေမဲ့အချိန်တိုင်းအရက်ကလေးတမျှမျှဝေကောင်းစားလာလေးတသားသားနဲ့ညာစားနေရကောင်မျိုးမဟုတ်ဘူး ျုပ်စားနေရတဲ့ထမင်းအတွက်ကျုပ်ဝတ်နေရတဲ့အဝတ်အတွက်ကျုပ်အလုပ်တဲ့အများကြီးလုပ်ပေးခဲ့။ခမည်းရဲ့အလုပ်ကိုအများကြီးကူခဲ့။ကျုပ်ထမင်းတော်ခောက်ပေးခဲ့တာပဲ။ဒါဘာဖြစ်လို့လဲ။ရှင်းရှင်းပြောရင်လေခမည်းကိုတန်ရုံးစင်ရှိလို့တန်ရုံးစင်ရှိရနော်။ချက်တာတွေမြက်တာတွေတနာရာခိုင်နေဦးမဆိုင်ဘူး။ကျုံမသေးတတ်ခဲ့အချိန်တော့အဲ့ဒါကြီးရှိခဲ့တာပေါ့လေ။အခုကျုပ်သေးတတ်တဲ့အချိန်မှာတော့ခမည်းကကျုပ်ရဲ့အကိုပဲ။ကျုပ်ဦးလေးပဲ။ကျုပ်အိမ်တော်ပြုတ်ခြင်းနဲ့ကျုပ်ဒီဘွားကြီးကလည်းရုံထွက်ပြစီတော့ ထိုင်ရနေစေရသောပြုခဲ့သည်များနေခဲ့ရတဲ့သူရဲ့ပေါက်ကွဲမှုမင်းမရှာမကြီးကအထိတ်တလန့်ကြည့်ရင်စောက်တရံမြတ်တတတရွှတ်ပါတယ်။ငါမဘာဖြစ်ရှိလို့လဲ။နင့်ဟောငါဘာမြလှုပ်ခက်လို့လဲ။ဘာရီလှုပ်ခက်လို့လဲဟုတ်လား။ခမရဝဲကြောက်ကိုအမြဲပြောနေကြစကားလေး။စိတ်ဆိုးအောင်လို့စိတ်နာအောင်မလုံးနဲ့ဆိုရလေ။စိတ်ဆိုးတာပြေတယ်စိတ်နာတာဘယ်တော့မှမပြေဘူးလေ။ခမရကြောက်ကိုစိတ်နာအောင်လှုပ်ခက်အကျင့်နေမရေတွက်နိုင်တော့ဘူးဥပါစီရဲ့ လူရှိသူရှိတွေမှာခမရအရှက်ခွဲခဲ့တာလေခမရစိတ်ကလေးထက်ခနဲ့မကျင်တတ်တာနဲ့နောက်ပွဲအလယ်မှာတော့မမအိနှမကောင်ဆဲခဲ့တာလေပိုက်ရိုက်ခဲ့တာလေမဟုတ်ရပဲနဲ့မကောင်းတဲ့မိန်းမနဲ့ပျော်သွားနေပါလေဆိုပြော့သူများကနာတဲပေါ်ကနေအတဲဆွဲချပွဲကြီးတစ်ခုလုံးလဲပြပြီးအရှက်ခွဲခဲ့တာလေစာကိုင်းခဲ့လို့နေရာမျိုးတွေမှာတခိုးတခိုးလို့អော်ခဲ့တာရောခမရမေ့သွားပြီလားကျုပ်ကတော့အကျုံမေစီသွားခန်းနီးဖြစ်တဲ့အဖြစ်မလို့တတလုံးမမေ့ဘူး ဒီလက်စုပ်လေဒီလက်စုပ်ကျုံအမေစီကိုသွားရင်လက်စုပ်ဝတ်မသွားရဘူးလေကျုံမေသူစင်းမကြီးကယူလိုက်မှဆိုလို့တဲ့ခိုးလိုက်မှဆိုလို့တော့ပေါ့လေကျုံအတနာခံပြီးတော့ခမရောင်းတောင်းမှခဲ့တယ်လက်စုပ်လက်တခွင်းတော့လူကြည့်ကောင်ဝတ်သွားပြစီဘာမှဖြည့်စေရပါဘူးလို့ဒါမဲ့ခမရလုတ်ခဲ့တာလေခမရအိမ်သာစိုက်ကားခဲ့မှလေစိုက်ကားပေါ်ရောက်နေတဲ့ကျုံကိုလိုက်ပြီးတော့អော်တာငါမကျင်တဲ့ပဲငါပြည့်စီကိုယူရင်ခိုးတာပဲငါអော်မှတော့တခုတ် တခိုးလက်စော့တခိုးတဲ့ကျုပ်အားလုံးမမြင်ရခမားနာအောင်လှုပ်ခဲ့ရအားလုံးကျုပ်အကုန်လုံးကျုပ်မမြင်ရဒါရီလှုပ်တာနင်းကိုချစ်လို့ဟဲ့ရှက်တော့နာတော့မှနင်းကနောက်ငါမကြိုက်တာရင်မလှုပ်တော့ပေါ့ထားတော့ထားတော့ကဲအခုနောက်ပိုင်းနင်းကငါဘာလုပ်လဲရရနင်းတဘောနင်းအစီစဉ်နင်းကငါအကုန်ပုံပေးထားတယ်မဟုတ်လားကြုံယုံတော့ပေါ့ချွေတာတော့မစားရမဝေးရနဲ့ စုဆိုတဲ့စီကဥပဒေကြီးနဲ့လေတုံးသမ ्या ဆင်းရဲစရာနဲ့ပြရရတာလေအေးအဲ့ဒါနေရလူရိုးလေးကိုဆင်းရဲစရာနဲ့မှမလေးရှားတက်ပဲဟုတ်ငါ့ကိုမှန်မှန်ကန်ကန်ပြရှာတာဟုတ်အဲ့ဒါလေခမည်းကြောင့်ဖြစ်လာတာလေကျုပ်လိန်တက်တာရှုပ်တက်တာတွေကခမည်းကြောင့်ဖြစ်တာပဲအေးအေးငါရှုံးတော့ပြီငါရှုံးတော့တယ်နင်းတော့အနာယူပါတော့အနာယူပါတော့ငါမကောင်းတာကြီးပဲထားလိုက်ပါတော့ခမည်းမရှုံးပါဘူး ကျုပ်အတွက်အရင်ကနည်းနည်းလေးပဲ900တဲ့ပါဟဲ့ငါအရင်ကအဲ့ဒီ900မဟုတ်ဘူးငါအရင်ကနှလုံးသားဟောဒီနှလုံးသားနဲ့ငါရှင်းထားရတာဒီအရင်ရှုံမှာတော့ငါဘောဘာအထိပဲရှိရောမှာလဲငါတိတ်လိုက်ဖို့ပဲရှိရဲ့ဂျေဆုံးမကြီးရဲ့ရှိုက်တန်ကဆွေးမြေ့နာကျင်လို့နေပါတယ်နေ့လို့ဒါပြောချင်းဆိုရင်လေငါချစ်လို့နေကိုခွင့်လို့ပေးခဲ့ရလေအများကြီးပဲနေငါ့အမိမကိစ္စနဲ့ မျက်ခွက်ကိုလက်သေးနဲ့ထိုးတော့လေမျက်လုံးထိပြီးတော့အဲ့ဒီဟာစပြီးမျက်စိရင်ပုံသွားတာငါမျက်စိအခုချင်းကိုမကောင်းတော့ဘူးမမညီတန်းနေပါလေဂျင်းစဖုန်းမကြီးကမျက်ရည်ခက်ချက်ချက်ပုတ်တော့ရပုတ်တော့ပြလိုက်တော့တယ်ရတယ်နေအခုမေးမယုံမှာမဟုတ်လားငါတို့မေးမရှာဆိုတော့လေဒီလိုအဖြစ်မျိုးဘယ်နည်းများအဖြစ်မလဲဆိုတော့တထိတ်ထိတ်နဲ့စောင့်နေရတဲ့ဘွားတနေ့ကျရင်ရှင်ဟောဆုံးကန်သွားမယ်ဆိုတော့ ညှက်ပြုတ်ဆိုင်ပြီးကြံခဲ့မယ်ဆိုတာသိပြီးသားပါငါ့ကိုလေနင်အိုးစောနှမ်းနေပြီမြတ်တာအကုန်ပြီးပဲကြွေတဲ့ရွှေဝါပြန်မဆက်လာတဲ့အိမ်မက်ပြန်မမတ်တဲ့ငါနားလေနင်ဟောငါစူးစမ်းဖြစ်ရမှာပေါ့တမ်းမနီးဆိုတာမင်းနဲ့အတိုင်မှအရေးပြောတာစိန်ဟုန်စိန်ချင်းဖြမ်းမတန်ဟုန်တန်ချင်းဖြမ်းမနှလုံးသားဟုနှလုံးသားချင်းနဲ့ဖြမ်းမပြတ်တာ ငါဖြတ်ပါမယ်။ငါရဲ့နှလုံးသားရဲ့အချိန်မခတ်ပြီးတော့ငါဖြတ်ပါမယ်။ညရဲ့ရာဒင်းစိုးမကြီးရဲ့ပြားပြင်ပုံစီးကြလာပါတယ်။မင်းညာဆိုလေငါတညာလုံးအိတ်မပြုံး။နင်ဘလောက်ပဲလဲလဲ။ကောင်းမလေးနဲ့နင်ဖြစ်ပြီးဆိုတော့ငါသိရပေါ့။ငါစဉ်းစားကြည့်ရင်နင်ဘလောက်ပဲလဲလဲ။နင်မိမယူမယ်ဆိုရင်လေငါပြတ်နိုင်မလားဆိုတော့တွေးလိုက်တာနဲ့လေ။အိုး ဟိုလုံးကစားခဲ့တောက်ခဲ့ပြောခဲ့ပါခဲ့လှုပ်ခဲ့တန်ခဲ့တာရလေရုံးရှင်ပြားတယ်လို့အကုန်ပေါ်ပြားတော့နာတော့ပြူစုတာလေခရီးသွားတဲ့အခါကျင်နာတာလေအကုန်ပေါ်ရေရေတွေပဲတွေ့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 ကြပြီအဲ့မပြောတော့တညာလုံးလင်းအားကြီးမအရထတော့ပြီအိတ်ချစ်လိုက်ရတာဟိုတော့ဟာရီကဟိုတော့ကပဲလို့ကြုတ်ပြောပြီးပြီပဲတော့ပါတော့အရေးကြီးอ่ะကြက်သားရမှာ ကျောက်တူရဲ့ရွှေစက်ရမှာပေါ့။အော်နေရတော့ဘယ်သွားချင်မှာတော့မလဲ။ဘယ်တတိယချင်မှာတော့မလဲ။ရဆက်နိုင်ပြီ။ငါ့ကိုမုန်းပြီ။ခမည်းတော်ကျောက်တန်ရောစင်ရှိပါတယ်လို့ပြောပြီးပြီလေ။ဂျေစမုမာကြီးကမျော်လင့်တဲ့ကြီးနဲ့လင်တယ်လေးကိုကြည့်ချပါတယ်။နေငါ့ကိုတန်ရောစင်ရှိရဆိုရင်လေငါနဲ့ဘာဖြစ်လို့မနေနိုင်ရတာလဲ။ဘာဖြစ်လို့တော်တော်မနေနိုင်ရတာလဲ။ဒီမှာ မိမိရဲ့ဒေါသနဲ့ဟိတ်ထွက်လာပါရဲ့ခမရမိမမဟုတ်ခမရမိမစိတ်ပေါက်နေရောက်ကြကျုပ်ကလည်းရောက်ကြခမရနဲ့တတလုံးဘလို့လို့နေရမှာလဲခမရနားမလဲပါဘူးခမရနားမလဲဘူးအေးနားမလဲဘူးငါတိတ်တာငါမိမပဲအရှာရငါမိမလို့ဝဲနေတယ်ပြောတယ်ရှိရငိုတယ်အားလုံးမိမလို့ပဲငါခက်စားတယ်ငါမိမပဲငါခွန်ကတော့မိမပဲ ခမရမသာတိတ်အောင်ပြောခမရမိမဖြစ်လို့မရဘူးခမရအတူပဲနားလေလားဂျိန်းစဘုံမှန်ဝင်လာတဲ့ဒီစီချင်းကမိမဟန်အပြင်းနဲ့ခါကိုထောက်လိုက်တယ်အော်အေးအေးထားပါတော့မိမအတူယူရင်ဝါကန်ခဲ့ပြီးတော့နေယူမဲ့မိမဆက်လေးကဟိုတော့ရည်သားဟောင်းလားအခုအစစ်မရှိရဲ့မိမလေးလားခမရမမရိုင်းနဲ့စကားကိုအစစ်ရှိရှိပြောဟုတ်ကဲ့အစစ်ရှိသူကြီးရဲ့ မင်းကဟိုဖြေးပါဦးဘသူနဲ့များစူလျာရစ်ပတ်မှာပါလဲရှင်ခမောက်အဖို့မဟုတ်ပါဘူးကျုပ်ပန်းညိုယူမှာအဲ့ဒီမိမောက်ပေါ့လေဟုတ်လားနေပါဦးသူ့ကိုနေယူတော့နေရဘာလို့ကြွေးမှာတော့သူ့ရှာတော့ထိုင်စားမှာလားကျုပ်မှာခြေရှိရလက်ရှိရကျုပ်ကူလီထိုင်ကြွေးမယ်စိုက်ကားနေကြွေးမယ်အော်မြင့်မို့တောင်းတော့ကြော်လွားနိုင်တဲ့ဆွဲအင်မျိုးတွေပေါ့လေ စိုက်ကနှင်းကျွင့်မယ်တဲ့ကုလီထန်ကျွင့်မယ်ငါရီချင်လိုက်တာဒီမှာမင်းမဂျေဆုမကြီးကအောင်နိုင်သူမျက်နှာမျိုးနဲ့နှက်ခမ်းလို့မိတ်လိုက်ပါတယ်ငါလှုပ်ကျွေးအောင်တချောင်လုံးတတတတထိုင်စားလာတဲ့နေ့လုံးဟာမျိုးကကုလီထန်နိုင်မင်းများထင်သလားဝေးပါသေးရဲ့ခင်ဗျားဆောင်ကြည့်လိုက်ပေါ့ကျုပ်သွားမယ်ကျော်ခင်ဗျားပြစီကျမ်းပြေကော်စောပေါ့မင်းမင်းပြချလိုက်တဲ့ပြစီရုပ် ဒီစီချင်းကမယုံသလိုကောက်ယူလိုက်ပါတယ်။ဆွေချိုးရင်းနိုင်ဟန်ချင်းကြီးလက်စွပ်တွေကိုပြစ်ပြီးတော့ကုလီသွားလုံးမဲ့သူကစိတ်ကားသွားနေမဲ့လူကအယူမှုလို့ပေါ့ကျုပ်မယူခမားသာယူနေတာဟုတ်ပါတယ်ငါကအယူမှကြီးပါတကားဝောက်မင်းမင်းထွက်လိုက်ပါတယ်ကျုပ်ခမားစင်ထားရဲ့အဝတ်စားတစ်စုံတော့ဖွင့်သွားမယ်ဘေးမှာ မမေရဲ့လက်ကိုချင်းစဖို့မှကြီးလှမ်းဆွဲလိုက်ပါတယ်။ကျုပ်လည်းကျုပ်သွားပြစေခမောဖေ။မဖေဘူး။ဖေစမ်းပါဗျာ။စောင်းတိုးပြစ်လိုက်ပြီးတော့အိမ်လေးကားပေါ်နေမမေအပြစ်အပြေးလေးဆင်းလိုက်ပါတယ်။လဲကြကြင်ရတဲ့ချင်းစဖို့မှကြီးကိုတစ်ချက်လေးမှလှမ်းမကြည့်ပဲအမောင်တုတွေကိုပြေးဝင်သွားတယ်။ပန်းညိုလေးအကူလာပြီ။မင်းနဲ့ထားတော့အတူတူနေရဖို့အတွက်လဲကြကြင်ရတဲ့ချင်းစဖို့မှကြီးကိုတစ်ချက်လေးမှလှမ်းမကြည့်ပဲအမောင်တုတွေပြေးဝင်သွားပါတယ်။ ရွှေဝုံစင်ဝါကုံလာဆန်း15ရက်မင်းနပါရဲ့တောင်ပြောင်းရွှေပွဲလာနောက်ဆုံးနေ့ပါမင်းနပါရဲ့ရွှေပုံစင်နဲ့နေ့ပွဲတော်နောက်ဆုံးနေ့ရဲ့အထုံးစံတိုင်းလူတွေကကြကြိတ်တုံစီကားလို့နေပါတယ်။နန်းကြီးပေါ်မှာတော့မင်းနပါရဲ့ပုံတော်တွေကိုရွှေချဖို့ရွှေပုံစင်မို့အတွက်မိဖုရားကြီးအမတ်ကြီးအမတ်ချုပ်ကြီးတွေတိုးတွေပေါင်းစုံနဲ့အလုံးရှုပ်ကုန်ကြပါတယ်။မင်းနပါပုံတော်ချက်ချင်းရွှေချရမယ်။ပြီးတော့ဝလဲတော်အစ်စ်ဘောင်းတော်အစ်စ်လဲလဲဝတ်ဆင်တော်မူလိမ့်မယ်။နန်းကြီးပေါ်ကအရှင်နပါပုံတော်ကိုရွှေချနေတဲ့အချိန် ကနာဒဲတန်နဂရိုတွေလည်းအလုံရှုပ်ကြပါတယ်။နောက်တစ်ပတ်ကျရင်ကျင်းပါမယ်မင်းနပါမေတော်ပုပ်ပဟုတ်ပို့ရတဲ့ပွဲယောဒနာကူနပ်ပွဲကိုကူဖို့အတွက်ပြင်ညာဆင်ကြရပါတယ်။ပွဲတော်ခုနှစ်ရက်မှာတော့ငွေတုပ်ပိုင်နိုင်တဲ့သူနဂရိုနဲ့တထိန်နဂရိုတွေကယောဒနာကူပွဲကူဖို့နဲ့ဂျာတစ်ပတ်မှာတော့နေရေးထိုင်ရေးနဲ့နေရေးထိုင်ရေးကိုစိတ်အေးအေးစီစဉ်နေတဲ့အချိန်မှာငွေခင်အမှုပြုတဲ့တချို့သောနဂရိုတိုက်ကတော့ပေါင်တန်ရောင်းချရေးအစီအစဉ်ကိုစတင်နေကြရပါတယ်။ ဈေးရဲ့အတွက်ကြက်ဖလားပေါင်တဲ့လက်ကတော်လည်းရှိရယ်ပုံတော်ပေါင်တဲ့လက်ကတော်လည်းရှိရယ်ဓာတ်ပေါင်တဲ့လက်ကတော်တွေလည်းရှိရယ်ထမင်းအင်ဂျီပေါင်တဲ့သူတွေလည်းရှိရယ်ရောင်းနေလူတွေလည်းရှိရယ်ဖဲရှုံလို့ပေါင်တဲ့အရွက်တောက်လို့ပေါင်တယ်ဗတ်ဆံမရလို့ပေါင်တယ်ပေါင်နည်းတွေကအမျိုးမျိုးပဲတချို့ကြောင်ကြတဲ့ကနာတက်တွေကလက်ကတော်နပရိသတ်မရှိရဲ့ဆံမရှိရဲ့နမယ်မရှိရဲ့လက်ကတော်တွေဟာဆိုရင်တကယ်ကိုပတ်ဆံမရကြတာပေါင်ထားတဲ့ပစ္စည်းတွေကိုယတနာကိုကြမှာပြောင်းရေးကြမယ်လေ ပွဲစားငွေခင်းတော့ဒီချိန်ဆိုလက်မလဲတော့ဘူးပေါ့ကနားတဲ့တန်းနေမှာတော့ငွေခင်းတော့ဟိုကူလိုက်ထီးတန်းလိုက်ငကတော်ရင်းနဲ့ရိုး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 ပေါ့ပစ္စည်းပေါင်းပစ္စည်းအယောင်အပြင်မင်းမရှာလင်းအလဲလဲရောင်းဝယ်လဲပါလိုက်သေးတယ်တယောက်နဲ့တယောက်လင်းလဲကြဟိုကောင်လေးကိုဝယ်ချင်တဲ့သူနဲ့ဒီကောင်လေးကိုရောင်းချင်တဲ့သူနဲ့အလုပ်ကိုဖြစ်လို့ပတ်စံမရရှာတဲ့ကြောင်ကြကြကနားတဲ့လေးတွေမှာတော့ငကတော်တချို့ပွဲတော်ခုနှစ်ရလုံးဟန်ပြတင်ထားတဲ့ဖုံလေးလေးနဲ့ကြက်ကြုံထမင်းနဲ့ချစားရပါတယ် ဘသူတွေဘလို့ပဲဖြစ်ဖြစ်ဘာဝမှခင်မထားနိုင်မယ်ပွားဟုတ်လားလူအုပ်ကြီးရဲ့မှာကနာတဲ့တန်းနေကြတဲ့မှာတော့မင်းမင်းဆိုတဲ့အခြေရိုးကောင်လေးတယောက်အတိန်တုံးဟုရှောက်သွားလို့နေခဲ့ပါတယ်အိမ်ပြန်မျက်လုံးအစုံကနေရအနှက်ပြောက်ရှောက်ဖွေးတဲ့အချိန်နဲ့ကြည့်ရင်ပန်းညူပန်းညူပမာလေးပန်းညူတို့ပမာလေးနာကျင်ဆွေးမြည့်တဲ့တခြင်းတန်လေးကဘယ်ထောက်များများပေါ်လာလိမ့်မလဲစည်ရဲ့ပြက်ကြီးပေါ်မှာပန်းညူတို့မရှိတော့ဘူးပြီးတော့ပြီးတော့ပင်ညာမှာမှပန်းညူတို့မရှိတော့ဘူး န်းညူထွက်ပြေးသွားခဲ့ပြီလူလိန်လူညာကြီးတယောက်ကိုအမုံကြီးအမုံမီထွက်ပြေးသွားခဲ့ပြီအလင်းညာခင်ရတဲ့တနာစရာကောင်းမလေးရဲ့ဘယက်ကိုရောက်ရှာနေပြီလဲကလေးတယောက်သာဆိုရင်တောင်ပြုံးပွဲလဲကောင်းမရှာရှိုက်ပြီးတော့မင်းမင်းငိုချလိုက်ချင်ပါတယ်ဝဲနေနာကျင်မှုနဲ့ပင်ပန်းမှုပွဲတော်ကုန်မင်းမင်းဘယ်နှပတ်ပတ်မိလဲမသိတော့ဘူးပန်းညိုရဲလို့ဘယ်နှခုခုံပြီးလိုက်လဲကနာတဲ့တတဲ့ရဲ့ရှိရှိထိုင်အချိန်မှာဟမ် မဟန်နိုင်တော့ပဲမင်းမင်းထိုင်ချလိုက်ပါတယ်။မျက်စိနှိပ်ပြီးတော့ခေါင်းယက်မိလိုက်တယ်။ဖြားချင်နေပါတယ်။နူးနေလားကြည်လား။ကုလေးထမ်းမိသူကြီးရဲ့စိုက်ကားနေမိသူကြီးရဲ့ပန်းညွေမင်းဘက်မှာလဲ။ဒီစီချဲရဲ့ကောင်းလေးမင်းမင်းမှာမူးနေပြီထင်တယ်။ဘသူလဲပြောတာ။ဒီစီချဲရဲ့ကောင်းလေးဆိုတာဘသူလဲ။တိုင်ချေကနေထားရလိုက်တယ်။မင်းမရှာရင်နင်းတို့ကြည့်ကိုမကြည့်ချင်ဘူး။ဦးပါစီရဲ့စက်ကွက်ကလွတ်အောင်ကြုံရှောင်းမယ်။ ကျောဟာကျောဘလို့ဝဲနေနေဘလို့ထားထိုင်ဘသူနဲ့မှမဆိုင်အောင်မမေကလမ်းပွားလို့လမ်းပြရလို့ဖြစ်သွားပြီတတိမာကြီးတီစီချင်းရဲ့လက်ရလက်ရလူပေါ်ကျော်လင်လေးမဟုတ်တော့စားရမယ့်တောက်ရမယ့်လမ်းပြရကောင်ဖြစ်သွားပြီပညိုမင်းနဲ့တွေ့ရင်မင်းတောင်းကျွေးထမင်းကိုစားရမှာလားကျွေးမှာလားကိုရှင်နေတိတ်ဟာနေပြီတနေရရမှာထိုးအိမ်မှာဖြစ်တော်မင်းရှောင်းရင်ရှောင်းရင်နဲ့မမေအပြားတက်စာပြူလာပါတယ် နဆိုင်တန်ကြီးကနားထဲမခံတော့အဆူညံလာတော့တယ်။ပညုမနေ့ပြန်ကြရင်မင်းတို့တစ်ခါရှာအောင်မယ်။မနေ့ပြန်လာပြီကျော်တည့်ရက်မှာစူတောင်းပြဖေဟာဖုံးကြီးစုံလောင်းပွဲရှိရဲ။ထပ်ပွဲဆိုတာလည်းရှိတယ်။ဖေဟာကိုလာပိုးကြတဲ့စုံပွဲတွေငှက်ပြောပွဲတွေအချင်းချင်းထပ်ပြီးတော့ဖေဟာကပြန်ပွေးရပွဲပေါ့။အဲ့ဒီစုံလောင်းပွဲကိုဟိုအရှုံးမကြီးကနှစ်တိုင်းလောင်းတာပေါ့။ပညုရဲ့အဲ့ဒီစုံလောင်းပွဲကိုတောင်းတဲ့လူတွေအများကြီးလာကြတယ်။ စုံကြည်လောင်းပွဲဦးတော့တနာစရာကောင်းမလေးထွက်လာရှာမှာပါတဏီရရအောင်သွားအိတ်ချင်းနေမမင်းချီလန်းနေကိုမသေးစိတ်ကတဏီရအောင်သေဆောင်သွားပါတယ်မမင်းတည်းရဲ့တဏီရရအောင်သေဆောင်သွားနေကနာတဲ့တန်လေးတစ်ခုပြီးတော့ဒီဘက်ကွေဝေးထည့်ရွှေကြီးတစ်ခုစကုပ်ပန်းကြီးနဲ့ခုံလေးပြုတ်လုပ်ထားတဲ့တကားချီလန်းနေကအလိုလိုသွားနေတယ်မျက်လုံးနဲ့မဖွင့်ချင်တော့အောင်ပဲ။ စက်ကူပန်းကုံတကားဝလေးအရောက်မှာတော့ခြေလန်းနေအလိုလိုရက်တယ်။ပြီးတော့ဆဲလျှော့လိုက်တဲ့လူတယောက်လို့တကားဝမှာမင်းမင်းပုံပြီးလဲကြသွားခဲ့တယ်။ဘာမှမသိအောင်မင်းမောင်လည်းဘသူခေါ်လိုက်တာလဲ။စိုးရင်တချင်းနဲ့ခေါ်တာပန်းညို့ပေါ့။မငိုပါနဲ့ပန်းညို့ရဲ့ပန်းညို့ရှင်ခွင်ထဲမှာပဲအကိုဖျားချင်တယ်။တောင်ပြိုလန်းခွဲလေးပေါ်မှာပွဲတော်အပြက်ကားရန်ရှည်ကြီးကတအီအီရွေးချားနေတဲ့ပုံကလွမ်းစရာကောင်းနေပါသေးတယ်။ဝါစုံဝါကောင်းလေးလေးဟာလည်း ကားရင်ရွှေကြိုခွဲခွာဖို့အတွက်နှုတ်ဆက်လို့နေခဲ့ပါတယ်။ပွဲတော်ကွင်ဟာထောက်ခါစဟိုင်လက်ဖြူလေးတစီရဲ့ရှေ့ကမှာကိုပူရှိန်နဲ့နွမ်းလျှော်မိမိန်ကြီးရဲ့လင်းလေးလင်းတယ်လေးမြမြမင်းမောင်တော့ဂျိန်းစပုတ်မကြီးကစိုးရင်တကြီးနဲ့ပွေဖက်လို့ထားရတယ်။ဖျားဆိုင်လေးတတတတရွှေရင်အရှင်နှပောင်းလည်းတတတတိုင်တယ်လာခဲ့တယ်။နေကောင်းပါစေယောဂခတ်သိမ်းငိမ့်ပါစေ။တိမ်မဲ့ယောဂကိုကြီးတော်မျိုးကျွန်တော်မကြီးကိုကပ်ပါကြီးတော်မျိုးကျွန်တော်မကြီးကအသက်ကြီးပါပြီ။တိမ်ဘက်နေပါပြီ။ ကားကဖြည်းဖြည်းချင်းလေးရွှေနေရာနေတုံကနေရက်လိုက်တယ်။ရထားလမ်းကိုဂိတ်တကာပိတ်ထားခဲ့လိုက်ပါတယ်။ကားနောက်ခံကပစ္စည်းနဲ့အဖုံကြီးတို့စီကိုဂျင်းစဖို့မကြီးလှည့်ကြည့်ရပြန်ပါတယ်။ပစ္စည်းရေးစိတ်ချရရဲ့လား။အိုးသူသာဆိုရင်ဖယ်ပူရမလဲ။ကားနောက်မျိုးခိုးပြီးပစ္စည်းရေးကြည့်လိုက်တာဒီစီချင်းတို့ကကားရွှေကန်နေစက်တိုင်းနဲ့လိုက်ပြောင်းမယ်။ဂျင်းစဖို့မကြီးကမိမတယောက်ရဲ့ပူပန်ပုံအကြည့်နဲ့မင်းမင်းမျက်နှာကိုကြည့်ပြန်ပါတယ်။ ရုတ်တရက်ရထားအော်တဲ့ကြောင့်မင်းမဲဆက်ကနေတုံပြီးတော့ဂျင်းစပွန်းမကြီးပြရာခဲရပြန်ပါလေ။အေးအေးဂျင်းဘာမှမဖြစ်ဘူး။လူတွေနဲ့တဲ့နဲ့ပုံတော်နဲ့ရောတော်ပြည့်ရှက်နေတဲ့တောင်ပြောင်မတလေးမီးရထားတဖြည်းဖြည်းချင်းခုံမောင်းလို့နေခဲ့ပါရယ်။အပြန်ရောက်မီးရထားတကြက်ကြက်မီးခင်းလို့ကားလက်ကိတ်တကောက်တီအီနဲ့ဖြတ်ကျော်လာတယ်။ရထားတဲ့လူတန်းတွေကြားကနေနာကျင်ဆွေးမြေ့နေရှာတဲ့အတန်လေးတန်းဟာ စိုးစိုးရှာရှာထွက်ပေါ်လာခဲ့ပါတယ်။မင်းမင်းတကောလုံးတုံသွားခဲ့တော့တယ်။ရှီဝင်းရဲ့မျက်လုံးနဲ့ဇက်ကနဲဖွင့်လိုက်တော့တယ်။ချောင်းသွင်းရဲ့နှက်ခမ်းအစုံဟာပန်းညိုတဲ့ဂျိန်းစမုံမကြီးရဲ့လက်ထက်ကနေမင်းမင်းယုံထွက်လိုက်တော့တယ်။သူ့ရထားပေါ်မှာတုံနေရဲ့မင်းမျိုးဂျိန်းစမုံမကြီးကတင်တင်ကြပ်ကြပ်ဖတ်ထားတယ်။မဟုတ်ပါဘူးတဲ့။ဘာလို့ရှောက်ပြောနေတာလဲ။နေမကောင်းလို့စိတ်ထင်တာပါတဲ့။အိတ်လိုက်အိတ်လိုက်တဲ့ စိတ်ချနာလားပန်းညွေမင်းသက်လေးမဟုတ်လားဝမ်းနဲ့အာရော့စွာနဲ့မျက်လုံးတွေကိုမင်းမင်းမှိတ်လိုက်တော့တယ်အဲ့ဒီအချိန်မှာပဲလွင့်ပြန်လာတဲ့သချင်းသက်လေးကိုတတိချာချာသိလိုက်တဲ့ခဏမှာပဲနာကျင်နေတဲ့သချင်းသက်လေးကမင်းမင်းရဲ့အဝေးကြီးမှာဝေးကွာလို့သွားခဲ့ပါတယ်ဒီဇလန်းလေးကိုအခုလိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာလည်းဘလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာဇာတ်လမ်းတွေနဲ့တူပြန်လည်တည်ဆောင်လာအောင်မလဲဆိုတာစောင့်မျှော်နာဆင်ဖို့ပြောချင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးမလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့နဲ့နောက်ထပ်ဇာတ်လမ်းကောင်းအသစ်တွေတင်နိုင်သိရှိစေဖို့အတွက်ပေးနာ notification link ကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်တော့နောက်ရက်တွေမှာဇာတ်လမ်းတွေနဲ့တူပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်